မြန်ဖြစ်မှာဒီဗီဒီယိုဖိုင်လူတိုင်းနဲ့တွေ့ပြီးဖြစ်မှာအဲ့တော့ဒါဘာလဲဆိုတော့ကျွန်တော်တို့ចောင်းသားတွေ啊ပြောလိုက်ရင်စစ်ကြုံအောက်ကစစ်ကြုံအောက်ကအဲအဲ့လောက်ထားလိုက်ပါဦးအခုအရင်ပြောမှာအဲ့ဒါဘာလဲဆိုတော့အခုဒီကိစ္စကိုဘာဖြစ်နေလဲဆိုတော့ရိုက်ခံထိတဲ့ကလေးကចောင်းပြောင်းသွားចောင်းမနေရဲတော့လို့အဲ့ចောင်းမှာဆက်ပြီးမတက်ရဲတော့လို့ရိုက်တဲ့ဟာတွေကဒီနေ့အချိန်ထိចောင်းမှာရှိတယ်အဲ့တော့ဒီပြည်နယ်နာတက်လာပြီးတော့ရှင်းဖို့ဝိုင်းអော်ကြတဲ့အချိန်မှာ အဲ့ဒီကြောင်းကဆရာမအနေနဲ့အဲ့ဒီရိုက်ခံထိတဲ့ကလေးအယုံဒီရိုက်တဲ့ကလေးမိဘတွေပါတယ်ကြားတယ်နော်သွားသွားတောင်းမှန်တယ်ကြားတယ်သွားတောင်းမှန်တဲ့အချိန်မှာတစ်ဖက်တောင်းမှန်တဲ့ဘက်ကဗီဒီယိုအရိုက်မခံဘူးပြီးလို့ရှိရင်ဒီဘက်ကတောင်းဆိုတာကဗီဒီယိုရိုက်ပြီးတော့တောင်းမှန်တဲ့ဟာကိုဗီဒီယိုရိုက်တင်ပေးဘာလို့ဆိုသူ့သားမီးက live ပေါ်မှာအချက်တစ်ပွဲအကျိုးနည်းဖြစ်ထားတာလေကိုတိလက်ရောစော်ကားကထိထားတာသူတို့တောင်းဆိုတာမှန်တယ်တောင်းမှန်တာဗီဒီယိုရိုက်ပြီးတော့ live ပေါ်မှာပြည်သူ့ကိုပြန်ချပြပေး ဒုတိယချက်ကဒီရိုက်တဲ့နိုင်ထက်စင်းချင်းပြုတ်ကျင်တဲ့ကလေးတွေကိုတောင်းထုတ်ပေး။တောင်းမှုကြောင်းကြောင်းပေး။အဲ့နှစ်ခုလုံးကိုမလုပ်ပေးဘူးတောင်းမှန်တဲ့ဘက်ကမလုပ်ပေးတဲ့ပြင်အဲ့ဒီဆရာဒါဟုတ်လားမဟုတ်လားတော့မသိဘူးနော်ကျွန်တော်တို့ကြားတဲ့တဲ့င်းဟိုရေးထားတာတော့ရေးထားတဲ့သူကအဲ့ဆရာမတွေအဲ့အိမ်ကြီးထောက်ထားတဲ့ပုံကိုတင်ပြီးတော့ရေးထားတာအဲ့ဒီဆရာမတွေကပြောတယ်တဲ့ဒီရိုက်တဲ့ကလေးတွေကြောင်းထုတ်လို့မရဘူးလို့ပြောတယ်ဆိုတော့ကျွန်တော်ဒီစကားတကယ်မှန်ရင် ဒီလိုပြောထွက်တဲ့ဆရာမကိုလည်းကျွန်တော်ကြည့်ချင်တယ်။ခမည်းသားသမီးကိုအဲ့လိုရိုက်မယ်ဆိုရင်ခမည်းဘယ်လိုခံစားရမလဲ။ဘယ်လိုမျိုးပဲရိုက်တဲ့သူဘက်ကနေကာပြီးတော့ပြောမှလား။တကယ်မှန်ခဲ့ရင်နော်တကယ်မှန်ခဲ့ရင်နော်ကျွန်တော်စကားကိုပြင်ခံထားပါလေ။နော်ပြောမှလား။အဲ့တော့ကျွန်တော်တို့ဒါကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့နိုင်ငံဘာဖြစ်နေလဲ။တိုင်းပြည်တစ်ခုကိုပျက်စီးစေခြင်းပညာရေးစနစ်ကိုဖျက်ဆီးလိုက်တာ။ခမည်းတော်ပညာမဲ့တွေများတဲ့တိုင်းပြည် ပေါက်ပန်း40ဒီတက်အုပ်ထုတ်တဲ့កောင်ကြီးခံအောင်ကျွန်တော်တို့မြန်မာပြည်ဖြစ်နေတာအဲ့ဒါမင်းရောဘယ်စနစ်အောက်က တက်လာအခုပြောတဲ့စစ်တပ်ထောက်ခံတဲ့ကောင်ကိုပြောလို့ကြည့်စစ်ကြုံပညာရေးစစ်ကြုံမြင်မင်းရောဘယ်ရတက်လာလဲတဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြောင်းမြမျိုးကအုပ်စုဖွဲ့နိုင်ခြင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးကျူးလွန်သူတွေကိုထိုက်တင့်တဲ့အရေးယူမှုမျိုးလှုပ်ဆောင်တင်ကြောင်းကိုစီကအသေးစိတ်ပြောပြလာသည်မို့အဆုံးအထိနားဆင်ပေးကြဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ပါတယ်ကျွန်တော်တို့ရဲ့စစ်ကြုံပညာရေးကနေတင်ပြီးတော့တက်လာတာ ။ဒါပေမဲ့လို့ကျွန်တော်တို့လက်ရှိရထားတဲ့အတိတရားအကြမ်းမြင်ဘဝတုတ္တအဲ့ဒါတွေကကျွန်တော်တို့အဲ့ဒီစစ်ကြုံပညာရေးရရတာမဟုတ်ဘူး။ကျွန်တော်တို့ဘဝနဲ့ကျွန်တော်တို့လောကမှာတွေ့ဆုံကြုံကြိုက်ရတဲ့အရာတွေတက်ကနေကိုအတိတရားနဲ့နှိုင်းရှင်ပေါင်းဆက်ပြီးတော့ကျွန်တော်တို့ရထားတာညားပါလေ။ဒါကြီးဒါကျက်ဒါပြည့်တွေးခေါ်စင်ကြုံတရားဆိုတာဘာမှမရှိဘူး။အစိုးဆုံးကတော့နော်သားသုံးသားဆိုတဲ့အရာတွေကိုအနာရှင်အရင်ကြောက်တယ်။ကြောင်းသားရယ်စစ်သားရယ်ဖခင်သားရယ်ဖခင်သားဆိုတဲ့အရာတွေကိုဖောက်လိုင်း80လောက်ကိုဖုံးကြီးဝစ်ပြီးတော့ အတိုင်းပြီးတော့လှုပ်ပေးလိုက်မပါတာ969ဆိုပြီးတော့အရင်ပေါ်ပေါ်လာတယ်အခုကမပါတာအဲ့ရနေစပြီးတော့တန်ခါကိုဂိုင်းခွဲပလိုက်တယ်နေနေကနေမှရှိတဲ့တကက်ရိုးတာတဲ့တောနေရဟန်းနေအများကြီးရှိတယ်ဘာသာရှစ်စိတ်များတယ်ကျွန်တော်တို့ဆရာတော်တပါးဆိုပြောမှုတယ်မင်းတို့ကွာတဲ့ကလားနေငယ်တော့မုံတော့မတိသူများကလားကိုလည်းကလားပေါ့ဟမ်အပလီပလီတွေ့ရရွှန်လားအခုကြီးလာမှရှစ်တကယ်လည်းတောင်းဝင်ပါလားဒီနေရာကနေတစ္ဆနမကဝင်နေနော်ကျွန်တော်ဘုရားဘာသာကိုအတက်နဲ့ဓမ္မတန်ဖိုးထားပါနော်ဒီဘုရားဘာသာအစစ်မဟုတ်ဘူးဒီနေ့ဘာသာကဘာကြောင့်ကိုယ်ကတင်လဲ ဆိုတဲ့အရာနော်ပညာကြီးကဘုရားဘာသာကြည့်အောင်ကိုယ်ကိုလေ့လာပြီးတော့မှဘုရားဘာသာအခုနောက်ပတ်ခံယူတာအဲဒီတော့ဆိုကျွန်တော်နှက်ပွင့်ရှင်းသွင်းရအောင်ပူကြီးကျော်ဆုံးအမသားတော်ကြီးသားတော်လေးဆိုပြီးတော့ရက်တောက်ပြီးအရှိမဆက်တာဘာလို့ဆိုတော့ကျွန်တော်အရင်တော့နှလုံးတွေပါလေဒိုင်ကင်ပူးတယ်ကျွန်တော်ဒါပွင့်လင်းပြောတာအဲ့တော့အာနှလုံးတိုင်ဆိုငွေရှင်နဲ့မလားဟမ်ကိုမျိုးရှင်တို့ကိုကြီးကျော်တို့ပခန်းကျော်တို့ဖေဖေကျော်တို့မေမေကျော်တို့ ਨੇ ဟာအာကြီးဒါပေမဲ့နောက်ပိုင်းကိုဘုရားဘာသာတရားဟောတယ်တရားဟောနေဆရာတော်ဥတ္တမင်္ဂလာတို့လိုမျိုးတရားတွေနားတယ် စာပေတွေဖတ်တယ်ဒီမက်တာဖိုတာအန်ရများဆိုစာအုပ်မျိုးတွေဟုတ်တယ်မလားဒီဝိပဿနာချိန်ရဆိုလှဲပေးလောက်ဝက်မြင်တာဝိပဿနာဆိုတာဘာမှမတည်ဘူးဟမ်ပြိဿတမုတ်ပတ်ဘယ်လိုပြိဿတမုတ်ပတ်လဲလေတန်တရာဘယ်ရထွက်တယ်တန်တရာဘယ်ရလဲလေနောက်ပိုင်းကိုလေ့လာတယ်တိဝါတဲ့အချိန်မှာဗုဒ္ဓဘာသာကိုတကယ်အနှစ်သာရနဲ့လေးစေးဆဆတန်ဖိုးထားပြီးအတက်တက်မြတ်တန်မှုထားပြီးကိုကိုယ်ဒါပေမဲ့အခြားဘာသာတွေကျွန်တော်တို့စော်ကဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာစစ်လို့ရှိရင်သူများဘာသာကိုရန်ပြုစရာအကြောင်းရှိသူများဘာသာကိုရန်ပြုပြီးတော့လေဗုဒ္ဓဘာသာကိုတိုးတက်အောင်လုပ်လို့မရဘူးဖြစ်ဖြစ်လေး ဒါပေမဲ့ငငယ်တုန်းကဦးတဲ့စကားဆက်မယ်ဆိုအာမင်ကကောင်းဖြတ်ပြီးဘလီကိုပြစ်တင်လိုက်လို့ရှင်ဘလီဖြိုးရတာပေါ့ဟာတကယ်လို့ဖို့ဒါပေမဲ့အဲ့ဒီပြောတဲ့ဆရာတော်တွေက तू ကခုနကပြောသလိုအဲ့ခက်ကကိုချက်ကိုယ်တော်ပေါ်တယ်မဖတ်တာမပေါ်သေးဘူးနော်ဘာသာရှိစေပဲ तू လက်တာမှန်ပုရုဇင်ပဲလေဗျာပုရုဇင်ရဟန်းပဲလေပုရုဇင်အမြင်မဲ့မြင်တာပေါ့ကိုလိုပဲပေါ့ဒါပေမဲ့တစ်ဖြည်းဖြည်းကိုယ်ဒီအမြင်ကျဲလာတဲ့အချိန်မှာဘာဖြစ်လဲ။အော်ဒါတွေကလွဲမှားတဲ့အရာ။အဲ့တော့မလုပ်နဲ့အာနာရှင်တွေကဘုရင်ကပြောလို့တားတုံးတားကိုကြောက်တော့စစ်သားကိုစစ်မိတ်နဲ့အုပ်ချုပ်တယ်။တသွေးတတန်တမိတ်နဲ့ပေဆိုတင်တိုက်ဆိုတိုက် ။အားကြောင့်လို့စစ်သားကြီးပြောတာငါတို့ကအမိတ်ပေးရင်အကုန်လောက်ကလည်းဆိုတော့အဲ့ဒါမင်းတို့ကိုမင်းကိုလိုးလိုက်လို့ပြောတာလေ။အမိတ်တိုင်းကိုလောက်စရာအကြောင်းမရှိဘူးလေ။လူအောင်နောက်ရှိတယ်လေဗျာ။ဘုဒ္ဓအောင်ဆန်းကိုလည်းပြောခဲ့တယ်။အမိတ်တိုင်းကိုနာခံစရာမလိုဘူး။စစ်ဥပဒေနဲ့ညီတဲ့အမိတ်ကိုနာခံမယ်။စစ်တီတော့ကျင့်ဝင်60ရှိတယ်။ကိုယ်ပေးလာတဲ့အမိတ်ကစစ်တီတော့ကျင့်ဝင်60နဲ့ကြိုက်လားမကြိုက်လားစဉ်းစားလေ။စစ်တီတော့ကျင့်ဝင်60နဲ့မကြိုက်တဲ့အရာဖေသွဲနေတဲ့အရာကိုနာခံစရာမလိုဘူးစစ်သားပြောက်ပဲ။ဒါပေမဲ့ဒီနေ့ခေတ်စစ်သားတွေအမိတ်ပေးတာလည်းမလုံဆန်းနိုင်ဘူး။အဲ့လိုမလုံဆန်းနိုင်အောင်လုပ်ထားတာ။ပညာရီမဲ့အောင်လုပ်ထားတဲ့အရင်ဘလို့လုပ်ပြတယ် college တွေကိုမြို့ပြင်တွေထုတ်ပြတယ်။လူများနိုင်ငံတွေမှာအချိန်၅မိနစ်ရ၅မိနစ်ပညာကိုလေ့လာအောင်လာလို့ရအောင်လုပ်ပေးနေတဲ့အချိန်မှာကိုတိုင်းပြည်မှာကပညာတင်တဲ့အချိန်တွေကအချိန်ကြီးရော့ယူရနေ college ကိုတွားတယ်လမ်းမှာကားစိုင်းကစပိတ်အရင်ကတည်းကစပိတ်မှာကျွန်တော်တို့ကတည်းကဖီဇင်တို့ဘောက်စီးနေအကောင်မဲ့စော်တီပဲပေါ့ဟုတ်မလားအမီဂျောင်းတို့ဖီဇင်တို့တိတယ်နော်မှတ်မိကြတဲ့နေပဲနော်ဟိုဒီရည်ဆိုရင်ဟမ်စပိတ်လေးနဲ့တွားလမ်းမှာဟေလာဝါလာစော့ပြောတာမျိုးတွေပေါ့တာမျိုးတွေအဲ့တော့တစ်ဖြည်းနဲ့ပါဖြစ်လာတယ် ပညာရေးစနစ်ကိုဒါရေးဒါကျက်ဒါဖြစ်စဉ်းစားပေးခေါ်လိုက်ပြီးအတိအကျနဲ့ကိုစဉ်းစားနေတယ်အကောင်အဆိုးအကြောင်းကျွန်းနှိုင်းရှင်တဲ့ညံမရှိတော့အထက်က6မြောင်းမြဖြစ်စဉ်မှာရခင်နစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကျူးလွန်ခဲ့သည့်ចောင်းသူ2ဦးနှင့်ဗီဒီယိုရိုက်ကူးပေးသူចောင်းသားအားမိဘများထံအနှံထားကာဆိုရှယ်မီဒီယာပေါ်တွင်ပြန့်နှံ့ခဲ့မှုအားဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နှင့်စစ်ဆေးနေတယ်လို့သိရပါတယ်။ အထက်က6မြောင်းမြဖြစ်စဉ်ဟာအရင်နှစ်ကဖြစ်ပွားခဲ့တာဖြစ်ပြီးကျူးလွန်ခဲ့တဲ့ចောင်းသူ2ဦးနဲ့ဗီဒီယိုရိုက်ကူးပေးသူចောင်းသား2ဦးကိုမိဘတွေထံအရင်နှစ်ကတည်းကအနှံထားကဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့ခဲ့တဲ့ဖြစ်စဉ်ကိုဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နဲ့စစ်ဆေးနေကြောင်းပညာရေးဝန်ကြီးဌာနဘက်ကထုတ်ပြန်ထားပါတယ်။မအောင်မနေရအတန်းအောင်ရေးပဲတိလိုက်တယ်။အော်ရ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 ော်ကြဲ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 ပြီးလှုပ်ဆိုပြီးတော့တော့နောက်နေ့ကျတသက်မိတ်သွား။ဆိုတော့အတိတ်တရားတွေကမဲတဲ့မဲ။ဟောစစ်သားတွေကိုចောင်းသားတွေကို အတိတ်ပြမဲ့အောင်လုပ်ပြလိုက်တယ်။ဒါနဲ့တို့တာသမီးတွေစစ်ဘုံထုတ်တာသမီးတွေဘယ်လိုကြောင်းထားလဲ။အဲ့ဒါပဲဒီပါအကိုပစိယူတို့ပါဇက်ကအမြုပ်ကြမ်းတက်អော်တယ်။ဒါပေမဲ့တို့တာသမီးတွေနိုင်ငံခြားကောင်းပြီဆိုတော့ကြောင်းနေမှာထားတယ်။ဘလို့ရင်းနှီးမှုကောင်းနဲ့စဉ်းစားကြည့်။တာမန်ပြည်သူတွေကိုစာအုပ်ဖို့ခဲတံဖို့ငကုမျိုးစုံ။အာန်ဒီဆိုတာငါနဲ့မှာဘလောက်ကြောင်းနေခဲ့တယ်တွေ့တယ်မှာ။အဲ့ဒါပြီးအာန်ဒီကောင်းလို့မဟုတ်တော့ကျွန်တော်အနေနဲ့ပြောတဲ့စကားတစ်ခုရှိပါတယ်။ခင်ဗျားတို့ကျွန်တော်တို့နိုင်ငံမှာအာန်ဒီကောင်းလို့မဟုတ်ဘူး။အာန်ဒီရဲ့ပြိုင်ချက်ကတုံးစားမရလို့အာန်ဒီရဲ့နေရာရနေလား။ ဒါကျွန်တော်ပွင့်လေးပြောတာကျွန်တော် RND ပါတီဝင်နေမဟုတ်ဘူး။နော် RND လုံးညအကုန်မှန်ပါတယ်မပြောဘူး။ဒါပေမဲ့ RND ကပြိုင်ဘက်တီဒီစစ်အာဏာရှင်အစုကပြည်သူလုံးဝလက်ခံလို့မရလို့တုံးစားလို့မရတဲ့အောက်နှမ်းသားတွေဖြစ်နေတဲ့အတွက် RND ကအလုံးလေးနေရာရတာ။နော်အဲ့တော့ဘုရင်ကပြောသလိုတန်ခါကိုလည်းကင်းခွဲပလိုက်တယ်။မျိုးပါတာသာသနာပါကြမှုတ်တယ်ဆိုပြီးတော့ဟမ်တော့တန်ခါတွေအကုန်ခိုင်းနေကွယ်။သူ့ခိုင်းငါခိုင်းသူ့ဖွဲ့ငါဖွဲ့ဟောက်ပန်းလေးတွေအကုန်ဖြစ်။တားတုံးသားမှာကြောင်းသားဟုတ် ပညာတွေမဲ့အောင်လုပ်ပြတယ်အနည်းတန်းမအောင်မနေရကျွန်တော်ပြောတာမယုံဘူးနေအခုနောက်ပိုင်းဆရာမဖြစ်တဲ့တဲကညို့ကျောင်းအောင်နေဆိုနည်းနည်းတော့ပေါ်ကျောင်းအောင်ပြီးတော့ကျောင်းဆရာမလုပ်တဲ့အခုလက်ရှိတော့တီချယ်လေးတွေပေါ့နော်အဲ့ဒီတီချယ်ကျွန်တော်စောစမ်းမဟုတ်နော်မျက်မြင်မို့လို့ကျွန်တော်ပြောတဲ့စကားကိုကျွန်တော်တောင်းယူနိုင်တယ်ဘာဖြစ်ကျွန်တော်အတိမိတ်ဆွေဘဲမှာကိုတဲကဆရာမဖြစ်နေတယ်စလုံးပေါင်းတက်ပုံမှန်အောင်ရေးမတက်ဘူးအဲ့တော့အဲ့ဒီနောက်ပိုင်းဖြစ်မယ်ဆရာမဖြစ်လာတဲ့ကျောင်းဆရာမလေးတွေတွေ့ကြည့်လိုက်ပညာမှာ ခုနှစ်ဆယ်ရာခိုင်နှုန်းလုံးကသူတို့ကိုယ်တိုင်စလုံးပေါင်းတော့တတ်ပုံမှန်မှန်အသွေးခေါ်အကြံစမှုဘုရင်ကပြောတယ်လို့ဘာမှမသိတော့တယုံညွန်းတိုင်းလိုက်တင်လိုက်နေဟေးကြံကြံကြံခုံကြီးရဲ့လေဘယ်လောက်ပဲတော်စော်ကမုံဆံမလေးအဲ့ဒါတွေပါတယ်ဖြည့်စည်းခံတိတာဗျာပညာရေးကိုဖြည့်စည်းခံတိတာတကယ်ကျောင်းဆရာဆရာမဆိုတာလေဆရာဝင်တယောက်စေးထိုးမလို့စောက်သုံးမကြလို့ရှင်လူနာတယောက်ပဲတည်မှာကျွန်တော်တို့ဆရာဆရာမတယောက်စောက်သုံးမကြရင်ညာနဲ့ကြည့်တဲ့ဘဝနဲ့ပြတ်သွားမှာအဲ့ဒါသေသွားတာလည်းအတူတူပဲသေတာတောင်စိုးသေးတယ် အပညာရေးစနစ်ကိုအဲ့လိုဖျက်သိဖြစ်တယ်မတကာဆိုရင်ကျောင်းဆရာဆရာမဆိုတော့တကယ်တော်တိတဲ့နော်ဒိုစာတော်တာတခုတည်းရွေးလို့မရဘူးကိုရင်းကပြောအဖက်ဖက်ကတောင်းနေတဲ့လူမျိုးကိုရွေးရမယ်လာစာကောင်းကောင်းပေးရမယ်ဆရာမတွေကျူချင်းတင်လို့ကျူချင်းတင်လို့သွားပြီးတော့ဆရာမတွေကပြစ်သွားပြောတယ်ဟာကျူချင်းမတင်တော့တို့ရရလည်းမကသူတို့မဆားလို့မလောက်ကြဘူးဘယ်လိုသွားလို့လဲအဲ့တော့ဘာဖြစ်လဲကျူချင်းနေရတာပေါ့ကိုရင်းကအရှင်းမှကျွန်တော်ပြောခဲ့တူတကယ်တော်တိတဲ့လူတွေကိုပဲပညာရေးဝန်ထမ်းဖြစ်ရွေးလာခါကိုရှယ်ပေးခင်ဗျားတို့ပညာရေးစနစ်ကကောင်းလာစရာမကောင်းလာစရာအကြောင်းမရှိဘူးအဲ့ဒါအဖြစ်ပဲ ဲ့တော့ဒါတွေအားလုံးဟာအကျိုးဆက်ကပါလေအာနာရှင်စနစ်စိုးရဲ့တန်နေပဲအဲ့တော့ဒီကလေးတွေသွားဆဲနေလို့ဒီယူနေဘာမှမတည်ဘူးကြည့်တော့ဒေါ်လာထွက်เสียပါဘောအငါသားသမီးဆိုရင်ဟဲ့ငါတူမဆိုရင်ငါတူစတဲ့ဖြစ်ဒါပေမဲ့သူတို့ဟာမြေသားပင်နေဖြစ်စည်းခံရတာဘလို့ဖြစ်စည်းရအာနာရှင်စနစ်စိုးတန်ကြီးလို့မရဘူးတော့အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ចောင်းဆံမေးပြောတယ်တဲ့ကြားတော့နော်ကျွန်တော်ကြားတယ်ဒီဒီဟိုလိုမျိုးမတူဘူးဆိုအပြင်လာတဲ့ဒီပိုင်ရှင်ကအဲ့ဒီအိမ်ကနေထွက်ပြီးတော့လမ်းတောင်းမှပြီးထွက်သွားတဲ့ပုံ အကြောင်းထုတ်လို့မရဘူးပေါ့ဒီရိုက်တဲ့ကလေးတွေကိုမရစရာတော့အကြောင်းမရှိဘူးဒါစိတ်တန်ရသူများနိုင်ငံဆိုအင်မတန်အပြစ်ကြီးတယ်နော်အဲ့တော့ဖြစ်ချင်တာကတော့ဖြစ်စေချင်တာကတော့ခမားတို့ဒီတာသမီကိုချင်းစာပါခံစားရတဲ့သူဘက်မှာဘလောက်နစ်နာလဲဆိုတာကိုတာသမီဆိုရင်လို့အစားထိုးပြီးတော့ခံစားကြည့်ပါအဲ့တော့ခံစားရတဲ့သူတွေအတွက်ပဲနံပါတ်၁ရှေ့ရှုတင်တယ်လောက်တဲ့သူတွေအတွက်နောင်ကျင်အောင်လို့ပြင်ညာပြင်တယ်သူတို့ဟာဒီကလေးတွေကအတိတ်တည်းမရှိဘူးအာနာရှင်စနစ်ဆိုရဲ့ ကစားကံဖြစ်တယ်ဆိုပေမဲ့နောက်ထပ်နောက်ထပ်ဒလိုလောက်ရမျိုးတွေဒလိုတလိမ့်ဆန်ဝါထမျိုးတွေဒလိုအာနာရှင်ဇယိုက်တလိမ့်ဆန်ဝါထမျိုးတွေကြီးနိုင်ငံချင်းဝါထမျိုးတွေမပေါ်လာအောင်စံပြအနေနဲ့ပြက်ပြက်တတလုပ်တင်တယ်နော်ကျွန်တော်တို့တိုင်းပြည်ဟာတလိမ့်ဆန်တွေမွေးထုတ်မဲ့တိုင်းပြည်မဖြစ်တင်လူတွေမွေးထုတ်မဲ့တိုင်းပြည်ပဲဖြစ်တင်တယ်